လို့အချိန်မှာအဲ့လိုဝင်ဘူးလာတာတွေကဖြစ်လာတတ်ပါတယ်ဒီလိုအချိန်မျိုးမှာဒါမျိုးတွေမလုပ်သင့်ဘူးဒီလောက်ဒုက္ခနောက်ဒုက္ခရောက်နေကြတဲ့အချိန်မှာရှင်ဖျားတို့ကို ကြည်ပြီးအာဟုသူဖျက်ရတာကတမျိုးလူတွေကမှဒီကပ်ပေးကြီးအချိန်ကြီးမှာ လှုပ်တာတွေပြုတ်တာတွေမမြင်ချင်လို့တက်တက်ပြီးပြောနေရတာတွေကိုတွေ့ရတယ်။ရှင်များတော့ကတာမဏေတွေသူမဟုတ်ယဟန်တွေဖြစ်ပြီးကိုယ့်ရဲ့ယဟန်ဆိုတဲ့အင်ဒီတာမဏေဆိုတဲ့အင်ဒီအဲ့ဒီအင်ဒီမရှိတာဆက်ဆက်တက်ဖို့ကောင်းတယ်။တပည့်တော်ကသာသနာ့နယ်ဝင်ဖျားသားတော်ဖြစ်တဲ့အနေနဲ့သာသနာ့နယ်ဝင်အရှင်ဖျားတော်ကိုပြောရခြင်းဖြစ်ပါတယ်။ ပြောရခြင်းဖြစ်ပါတယ်။နော်။ကိုဟာကို လုံနေတာက ကိုပဲအပြစ်ဖြစ်တာ။လိုင်းမော်တက်တက်ပြီးတင်နေတော့ကြည့်တဲ့သူ အားလုံးအာဟုဆိုဖြစ်တယ်။ဓမ္မဆက်နဲ့လည်းဆုံးမလို့မရ။နားထောင်။ဘာဖြစ်လို့လဲဆိုရင်ဓမ္မဆက်နဲ့လည်းဆုံးမလို့မရဘူး။ ဆုံးမတာနားမထောင်လို့အဲ့လိုဘယောဒုက္ခတွေကို လုံနေတာပေါ့အာနာစနဲ့လေဒီအချိန်မှာအရှင်ဖျားတို့ကိုဘယ်သူမှလာထိန်းမှာမဟုတ်ဘူးသူ့အလုံးနဲ့သူ ဆုံနေကြတာအဲ့ဒီတော့ကိုအဒီနဲ့ရင်ကျေးစွာနေထိုင်ပါအဲ့ဓာတွေလှုပ်ပြီးလိုင်းမော့တင်နေတင်းတော်လားမတင်းတော်လားဘယ်လိုတွေမြင်နိုင်လာလဲ တွေးကြည့်တာနဲ့ဆက်တက်ဖို့ကောင်းနေပြီဘလို့စိတ်ဓာတ်တွေနဲ့လုံးနေလဲတော့မကြည့်ဘူးနော်အရှင်ဖျားတို့အေးအေးဆေးဆေးရင်ရင်ကြီးကြီးနေထိုင်ချင်းဖြစ်တစ်ဖက်ကိုကူညီပါဒီပို့ဟာအရင်တုန်းက တင်ထားတာလည်းမဟုတ်ဘူးမလင်လောက်ပြီးနောက်တနေ့29ရက်နေ့က တင်ထားတာစဉ်းစားတာကြည့်တော့အဲ့လိုတင် အဲ့လိုတင်မဲ့အစားတရားတော်လေးတွေတင်ပေးဒုက္ခရောက်နေလို့အကူအညီတောင်းနေတဲ့ပို့လေးတွေ share ပေးပရိဒါလှုပ်တဲ့သူတွေတည်အောင်လို့ဒါဆိုရင်ကိုယ့်အတွက်လည်းကုသိုလ်ရမယ်သူများအတွက်လည်းကုသိုလ်ရမယ်ရင်းရင်ကျေးကျေးနေထိုင်ခြင်းဖြင့်ကိုယ့်အမျက်ကိုကိုစားပါသူများအတွက်လည်းစိတ်ချမ်းသာရအောင်လို့ရင်းကျေးစွာနေထိုင်ခြင်းဖြင့်ကုညီပေးပါကာမှုကုသိုလ်တွေအလုံးတိုင်

မချွတ်မလို့တဲ့ဘွားရောက်သွားတတ်ပါတယ်မချွတ်တဲ့ဘွားဆိုတာသူများရဲ့လူအများထင်တယ်လို့ဝိညာဉ်ဝိညာဉ်ဘွားတစ်မျိုးပေါ့တကယ်တော့ဝိညာဉ်ဘွားဆိုတာပိတ်တာတစ်မျိုးပဲသူတို့ရဲ့ကမ္မစိတ်တိတကူကြောင့်ကိုဖြောင်းနိုင်တာခန္ဓာကိုပျောက်ပြီးအရေးပဲမြင်ရလို့ဝိညာဉ်လို့အလွယ်ခေါ်ကြတာဖြစ်မယ်ဘယ်လိုပဲဖြစ်ဖြစ်မကောင်းတဲ့ဘဝတစ်ခုပဲလို့ပြောရမှာပေါ့ မကြွတဲ့သူတွေဟာတော်တော်အဲ့ဒီဘဝမှာတခုခုအလိုရှိလို့ရှိရင် အစာအတောက်တွေအဝတ်အစားတွေအလိုရှိတဲ့အခါတို့အတွက်အမျှဝေပေးတာကိုရချင်တဲ့အခါမျိုးတွေမှာကိုထင်ပြတာမျိုးအခုလိုဝင်ပူးတာမျိုးတွေကိုလောက်တတ်တယ်ဘယ်လိုလူတွေကိုဝင်ပူးတတ်တယ်လဲဆိုရင်ခန္ဓာကိုယ်အားနေတဲ့သူတွေယောဂအပြင်းထန်ခံစားနေရတဲ့သူတွေ အကြောက်တရားကြီးတဲ့သူတွေကို ဝင်ပူးတတ်တယ်။ဘာဖြစ်လို့လဲဆိုရင်ခန္ဓာကိုယ်အားနေပြီးယောဂအပြင်းအထန်ခံစားရတဲ့သူတွေတုံ့လောက်ကြောက်လန့်နေတဲ့သူတွေကဖရာတရားကိုမေ့နေတတ်ပါတယ်။ဖရာတရားမေ့နေတဲ့အခါမျိုးကိုအခွင့်ကောင်းယူပြီးတော့ဝင်ပူးကြတာပဲဖြစ်ပါတယ်။များသောအားဖြင့်မိန်းကလေးတွေကိုဝင်ပူးတာများတယ် ။ဘာကြောင့်မိန်းကလေးတွေကဝင်ပူတာများလဲဆိုရင်မိန်းကလေးတွေကယောက်ျားလေးတွေထက်စိတ်နှလုံးနူးညံ့တဲ့အတွက်ကြောင့်အကြောက်လွယ်တတ်တယ်။အဲ့လိုအကြောက်လွယ်လို့ဝင်ပူတာလွယ်တာပေါ့။ဒါကြောင့်မို့လို့အခုလိုအချိန်မျိုးမှာဖះတရားမမေ့ပါနဲ့။ဖះတရားဖះတရားမမေ့အောင်ဘာနဲ့ထိန်းရမလဲဆိုလို့ရှိရင်တတိနဲ့ထိန်းရမယ် ကိုကတခုခုဖြစ်လို့ကိုကိုကိုမတင်္ကာရာမျိုးရှိရင်ဖရာတရားကိုသာအရင်ဆုံးတတိယပါအရင်ဆုံးပြေးမြင်ပါကျန်ရခဲ့တဲ့တဂါရဂါမတို့ကလည်းဆွန်းဆွန်းလိုက်ရတဲ့ကိုယ်ဆွေမျိုးတွေအတွက်အကယ်၍မကောင်းတဲ့ဘဝရောက်သွားလို့ဝင်ဘူးတယ်ပဲဖြစ်ဖြစ်မဝင်ဘူးတယ်ပဲဖြစ်ဖြစ်အရေးအောင်ပြားသည်ပဲဖြစ်စေအရေးအောင်မပြားသည်ပဲဖြစ်စေတေသူကိုယေရှုပြီးတော့ကုသိုလ်ကောင်းမှုတွေကို ပြုလို့အမြတမ်းပေးဝေကြပါတာတို့ခေါ်နိုင်တဲ့ဘဝရောက်ရင်တော့ကောင်းတဲ့ဘုံဘဝရောက်သွားလိမ့်မယ်နော်လိုင်းဘောကညီကောမောင်နှမတွေကလည်းခုမှလာပြီးဘိုးတော်လိုလိုနတ်တော်လိုလိုနဲ့ဘယ်နေရာမှာမိလောင်မဲနောက်ဘယ်နှခုနဲ့ကြာလို့ဆိုရင်လက်နက်ပေးကြီးဆိုင်လိုက်မယ်လူအများသိကြီးပြည့်စည်အောင်မယ် မဟာပထဝီမြေကြီးကိုရှ िख ိုးပါပူဇော်ပါအဲ့ဒီမဟာပထဝီမြေကြီးကိုရှ िख ိုးလို့ရှိရင်ဒီလိုဘေးကြီးတွေမှာလွတ်လိုက်မယ်အစရှိတွေပြောဆိုပြီးတော့မချင်းချောက်ပါနဲ့ငကိုကားမှာဘေးအမျိုးမျိုးတွေနဲ့ရင်ဆိုင်နေရလို့ကြောက်နေရတဲ့သူတွေကအဲနင်တို့ကြောက်အခုတို့ဖြစ်ရတာကတမျိုးဘယ်အချိန်မဲဖြစ်ဖြစ် ဘယ်အန်ရဲ့ပဲကြုံကြုံဖရာတရားကိုတော့ဘယ်တော့မှမမေ့နဲ့ဓမ္မဟဝေရခတိဓမ္မစာရီတရားအချင်းကိုကျင့်လေရှိတော်သူကိုသာလျင်တရားကပြန်ပြီးစောင်းစောင်းလိုက်မယ်တဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်